ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့မြန်မာတက်မတော်တို့ကြားဆက်ဆံရေးကနေတဆင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းကျင်းဟာဘလို့ဖြစ်လာနိုင်လဲဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရေးအကက်ခတ်တွေကြားသုံးသပ်မှုတွေရှိနေကြပါတယ်။ဘယ်လာရုစ်သမ္မတဟာမြန်မာနိုင်ငံကိုနိုဝင်ဘာ29ရက်ညပိုင်းကချစ်ကြည်ရေးခီးစဉ်အဖြစ်ရောက်ရှိလာခဲ့တာပါ။အဲ့ဒီခီးစဉ်ဟာသမ္မတလူကာရှန်ကိုရဲ့ပထမဆုံးအကြံဖြစ်ပြီးနိုဝင်ဘာ28ရက်နေ့မှာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်တိုင်တိုင်သွားရောက်ခဲ့ပူပြီး စစ်ဘက်ဆိုင်ရာအရာရှိတွေအတွက်ပညာတော်သင်ကိုရုရှားနိုင်ငံကိုဆေလွတ်နေရကနေ2023ခုနှစ်ကနေစတင်ကဘယ်လာရုစ်ကိုပါဆေလွတ်လာတာကိုတွေ့ရပါတယ်။အခုလိုမျိုးတက်မရော့နဲ့ဘယ်လာရုစ်နိုင်ငံကြားချိတ်ဆက်မှုဟောင်းတပိုင်းဆိုင်ရာအကောင့်ဘူးအတွက်ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလိလသုံးသက်သူဆိုင်းမင်းက CNN သတင်းဌာနကိုပြောပါတယ်အတိကကတော့တောက်လျှောက်ကျင်းလို့လေ့လာကြည့်တယ်နာနေဒီဒီနှာခေါက်နှာခေါက်လောက်ရှိပြီနော်သူကဒီစစ်ကောင်းဆောင်ကိုတိုင်းဘယ်ရုစ်ကိုတွားတာအတိကတော့စီရေးကူညီရဖို့လေအဲ့ဒီရုရှားတို့ဒီဘယ်ရုစ်တို့နောက်ပိုင်းမှာစစ်ကောင်းစီရလည်းဒီအင်အားပြန်နေကြီးထွားလာတယ်အဲဒီဥမာဒီ TNY တို့အားရန်ကောင်းနေပါတယ်ဆိုတဲ့အဖွဲ့ကနေတောင်မှဒီ ဆန်တော်ချူတို့ကြောက်မင်းတို့ဒီဘောတို့အဲ့ဒီဒေတာတော့မှသူတို့ကခုခံနိုင်တဲ့အနေအထားမရှိဘဲနဲ့တတ်ဆုပ်ရတဲ့အနေအထားဖြစ်သွားတယ်ပေါ့နော်အဲ့အဲကြောင့်မလို့ဒီသူကတော့စီရေအကောင်းဖို့ပဲသူကလုံးအာအပြာနံလုံးကြမယ်ဒီကတော့လည်းနဲ့စိတ်ယုံကြည်စောက်တဲ့နေရာမှာအဲနောက်ပြီးတော့မှရေညူစီရလက်စစ်တအားပေးစိတ်ယုံဆိုတဲ့နေရာကနေပြီးတော့မှလည်းနဲ့အထီတော်မှလှုပ်လာနိုင်မလားဆိုတဲ့စဉ်းစားချက်ကလည်းရှိတာပေါ့ ဆိုတာကြောင့်မလို့ဒီအစ်စ်ကောင်စီကတော့ဒီဒီ Belarus နဲ့ချင်းဆက်တဲ့ဟာကတော့အတပိုင်းဆိုင်ရာအားကောင်းဖို့အဲလို့ပဲအဲလေလာလေလာမိပါလေခင်ဗျာအဲ့ဒီလိုတွေ့ဆုံစဉ်မြန်မာနိုင်ငံအနေနဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာအဖွဲ့ဝင်အဖြစ်ဝင်ရောက်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသလို Brace အဖွဲ့ဝင်နိုင်ငံဖြစ်စေရေးနဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်စေရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဘယ်လာရုစ်နိုင်ငံကဆက်လက်ထောက်ခံပေးစီလိုကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လင်းကဆွေးနွေးခဲ့တာပါ။နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မယ့်အခြေအနေတွေ၊ပညာရေး၊ကျန်းမာရေး၊စက်မှုစိုက်ပျိုးမွေးမြူရေးနဲ့စစ်ပတ်နည်းပညာဆိုင်ရာစားရဲကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း၁ကို2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီးအခုလိုမျိုးလာရောက်တာဟာ ဘယ်လာရုစ်တမရရဲ့နောက်မှာရုရှားကထောက်ခံတဲ့သဘောလဲပါတယ်လို့ပိုးမြသာလွမြောက်ရေးအဖွဲ့ချုပ်မှာဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာက CNN သတင်းဌာနကိုပြောပါတယ်။ဒါအပြန်လာလား။ဘယ်လာရုစ်ကရုရှားနဲ့တဆင်မှာရုရှားနဲ့ရရှိတဲ့မဟာမိတ်ရင်းနှီးမှုပုံမပြီးတော့ဘယ်လာရုစ်ကအွန့်လာတာ။ဘယ်လာရုစ်နဲ့တဆင်ရုရှားတဆင်ပြီးတော့အခု ရုရှားကိုယ်တိုင်မလာနိုင်လဲဒူလာဒူလာလာတယ်တော့ရုရှားကဒီနောက်ကဆောက်ခံတဲ့သဘောတော့ပါလာဆောက်ခံတဲ့သဘောတော့ပါလာအဲ့ဒါကြောင့်တို့တို့ချင်းချင်းအပြားမှာအားပေးကြတဲ့သဘောပေါ့ဖြစ်မှာပေါ့ဆံမရုကောက်ပွဲစပြီးတော့လာတယ်ဆိုတော့ဆက်လက်ပြုလုပ်မယ့်ရုကောက်ပွဲကလာတော့ပန်ကူကြီးအပန်ဘိုးတဲ့သဘောဆောက်ခံတဲ့သဘောပြတဲ့အစည်းအဝေးဖြစ်နေတာဘယ်လာရုသမရအနေနဲ့2025ခုနှစ်ဟာနှစ်နိုင်ငံအတွက်အမှတ်တရများစွာရှိကြောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာသမိုင်းဝင်ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ကြောင်းအဲ့ဒီရွေးကောက်ပွဲဟာမြန်မာအတွက်အရေးပါကြောင်းပြောဆိုကာဗိုလ်ချုပ်မှုကြီးမေအောင်လည်းကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံကြောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုတွေအတွက်နားလည်မှုစာချုပ်လာတွေကိုလည်းအတိအကျလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။